ထိုင်းလုံခြုံရေးတပ်ဖွဲ့သတင်းရင်းမြစ်တွေရဲ့ဒီပြုချက်အရကမ္ဘောဒီးယားဘက်ကအရင်ကသူတို့ပိုင်တယ်လို့အခိုင်အမာပြောဆိုပြီးဆုတ်ခွာပေးဖို့ညှင်းဆန်ခဲ့တဲ့နေရာကနေတနင်္ဂနွေနေ့နေ့လယ်ပိုင်းလောက်ကစပြီးဆုတ်ခွာပေးလိုက်ပြီလို့သိရပါတယ်။ချောင်းပုတ်ဒေသမှာထိုင်းပိုင်တယ်ထဲမီတာ200လောက်ကျူးကျော်ဝင်ရောက်ခဲ့တဲ့နေရာကနေအခုမူလနေရာကိုပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါလေ။ဥပမာရက်ချာထာနီခရိုင်ချောင်းပုတ်ဒေသမှာထိတွေ့မှုမဖြစ်ပွားခင်က မ္ဘောဒီးယားစစ်သားတွေတူးထားခဲ့တဲ့ကရုချင်းတွေကိုလည်းအခုခါမှာလုံးဝဖျက်သိမ်းပြီးရေပြန်ညှိထားတဲ့တပ်ပုံမှတ်တမ်းတွေလည်းရရှိထားပါတယ်။နေဇက်ဂိတ်ကိုတရက်ပိတ်လိုက်တာနဲ့လူကုန်မှုလချင်းတွေပြန်ရောက်သွားပုံရပါမယ်။နေဇက်ဂိတ်တွေကိုတော့ပုံမှန်တိုင်းပြန်ဖွင့်အောင်မှာမဟုတ်ဘဲအချင်းတွေကိုဆက်လက်အကဲဖြတ်စောင့်ကြည့်သွားမယ်လို့ဆိုပါတယ်။ထိုင်းဆိုရနဲ့ထိုင်းတပ်မတော်ကြီးတို့ကထိုင်းကမ္ဘောဒီးယားနေဇက်ဒေသနဲ့ပတ်သက်ပြီးအစီအမံတွေချမှတ်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားဘက်နဲ့ဇရိုက်ဆက်သွယ်ပြောဆိုမှုတွေရှိခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ နောက်ဆုံးမှာတော့ကမ္ဘောဒီးယားဘက်ကထိတ်တဲရင်ဆိုင်မှုကိုရှောင်ရှားပြီးထိုင်းဆိုရရဲ့ဆိုပြုချက်အတိုင်းတက်တွေကို2024ခုနှစ်အချိန်တိုင်းပြန်လည်နေရာချထားဖို့သဘောတူညီခဲ့တယ်လို့သိရပါတယ်။တက်မတော်ကြီးကချမှတ်ထားတဲ့နေဇက်ဂိတ်ဖွင့်ပိတ်ချိန်ဆိုင်ရာစီမံတွေကိုတော့နောက်ထပ်အချိန်အတိုင်းတာတစ်ခုထိဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီးအချိန်တွေကိုပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။သတင်းရင်းမြစ်တွေရဲ့အဆိုအရဒေနင်းဂရီနေမနက်10:00အချိန်မှာချောင်းပုတ်နေဇက်ဒေသကကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေဟာ ဆိုရနာရီတပ်ဖွဲ့စီကိုဆင်းရဲညီနိုင်ဖို့ဆက်သွယ်လာခဲ့တယ်လို့ဆိုပါတယ်။ဆိုရနာရီတပ်ဖွဲ့ကစစ်တီသားနှစ်တိုင်းမူဒုတိယဗိုလ်ချုပ်ကြီးဘွန်စင်ဖက်ကလန်စီကိုသတင်းပို့ခဲ့ပြီးတိုင်းမူကတစ်ဆင့်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးဖနာကလပ်ဘလော့ထုတ်စီကိုဆက်လက်တင်ပြပြီးကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေနဲ့ဆွေးနွေးခွင့်တောင်းခံခဲ့ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ကြီးကခွင့်ပြုခဲ့တာကြောင့်တပ်ဖက်တပ်ဖွဲ့ဝင်တွေ2024ခုနှစ်ကနေရာယူထားခဲ့တဲ့ငโกနီးယားရီစီကိုပြန်လည်ဆုတ်ခွာပေးဖို့နဲ့ ကမ္ဘောဒီးယားဘက်ကကရုတ်ချင်းတွေကိုပြန်ဖြတ်သိမ်းပြီးမြေပြန်ညှိပေးဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။လက်ရှိမှာတော့နှစ်ဖက်တပ်ဖွဲ့ဝင်တွေဟာမူလနေရာတွေစီပြန်လည်ဆုတ်ခွာသွားကြပြီဖြစ်ပြီးအဲ့ဒီနယ်စပ်ကနှစ်ဖက်တပ်ဖွဲ့ဝင်တွေတပတ်တစ်ချိန်တွဲဆုံဆွေးနွေးကြဖို့အစီအစဉ်ကိုလည်းအတည်ပြုထားပါတယ်။ထိုင်းနိုင်ငံဘက်ကနယ်စပ်ကိတ်ဖွင့်ချိန်ပိတ်ချိန်ပြောင်းလဲမှုအစီအစဉ်တွေဟာတရက်တွင်းမှာပဲအကျိုးသက်ရောက်မှုရှိခဲ့ပြီးကမ္ဘောဒီးယားဘက်ကသူတို့နယ်နိမိတ်တွင်းဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီလို့လည်းသတင်းတွေကဆိုပါတယ်ခင်ဗျာ။